တလား၁၁ရက်လားထုတ်ထားတဲ့ငဖယ်ခြင်းဆိုတဲ့ဟာအဲ့မှာလက်နဲ့ဖြစ်ပြမယ်ထမင်းစီထမင်းအောင်မနှက်ဘူးကွာလုံးဝမနှက်ဘူးမနှက်ဘူးဖက်ရွက်တွေရောင်စားတာနော်ဖက်ရွက်တွေရောင်စားတာဒီဒီဇိန်းနှစ်ခုပါယထာမမလုံးဝမတွေ့ဂျင်းမိမှာဆိုလို့ကျွန်မအဲ့ဒါလေးကိုပြောပြပေးတာပါနော်လုံးဝမဝဲပါနဲ့အားလည်းမပေးပါနဲ့ကျွန်မတို့လူမိုက်အားပေးနေဖြစ်နေမှာဆိုလို့ပါ အားလုံးပဲမင်္ဂလာပါ Mintin Channel မှာကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့လူလိန်ဈေးတဲ့ရဲ့ဂျင်းထက်နီကိုသတိထားနိုင်အောင်မျှဝေပေးမှာဖြစ်ပါတယ်ခုဆိုပွင့်လင်းရသည်လည်းရောက်လာပြီဖြစ်တာကြောင့်ပိတ်ရက်တွေအားရက်ရက်တွေမှာလူတွေခီးသွားကြမယ်ဖျားဘူးတွေသွားကြတယ်ပေါ့အဲ့ဒီလိုသွားကြတဲ့အခါမှာဒေတာစားစာတွေကိုဝယ်တဲ့နေရာမှာသတိထားစရာအကြောင်းအရာလည်းဖြစ်ပါတယ် ဖက်ကကြည့်ရင်လည်းသက်ဆိုင်ရာမျိုးနယ်တိုင်းပြည်နယ်အလိုက်ပေါ့နော်ကိုဒေတာမှာအဲ့လိုမျိုးအဲကိုမျိုးကိုတိုင်းကိုနာမည်ပြအောင်တိတ်ခါကြအောင်လုပ်တဲ့အတမားလေးနီလန့်နဲ့အခုလိုမျိုးလှုပ်ရှားတဲ့လူလိန်ဈေးတဲ့တွေရှိတယ်ဆိုရင်လည်းအေးအေးယူနိုင်ဖို့လှုပ်ဆောင်သင့်ပါတယ်သူတို့ကြောင့်အဲ့ဒီဒေတာတစ်ခုရဲ့ကုန်တိတ်ခါကျဆင်းစေတယ်ဒီဗီဒီယိုလေးထဲမှာဂျင်းထဲတာကတော့ဘကိုးဝငချင်ဖြစ်ပါတယ်ဒါတချို့တွေလည်းတိပိတာဖြစ်မှာပါအတော်လဲနာမည်ကြီးပါတယ်အရင်ဆုံးခီးသွွားမျိုးသမီးတယောက်ရဲ့ပြန်လည်မျှဝေထားတဲ့ဗီဒီယိုလေးကိုဖွင့်ပြပေးမှာဖြစ်ပါတယ် အခုရက်ပိုင်းလေလူတွေကြိုက်ထီးဘက်ကိုသွားတာဂျင်းမိမှာဆိုလို့ပြောပြမယ်တိလားဒါယထားပေါ်မှာဒီဒစိမ့်နဲ့လေဒီဒစိမ့်နဲ့ဒါကလေငဖဲ့ချင်းပကိုးမတ်နီရဲ့နော်မတ်နီပြေလားမသိပါအကောင်းဆုံးငဖဲ့ချင်းပေါ့ယထားပေါ်မှာဆိုတော့အတင်းနဲ့လာရောက်နေတာအဲအတူပုံစံအပားမဲမဲဝဝပူပူနဲ့ပေါ့နော်ဟာသူအခောက်ပေါင်းများစွာရောင်းနေရောင်းလဲရောင်းအောင်ကိုကလေကဲပါလေအားပေးလိုက်မယ်ပေါ့နော်ဟာဒီတဒွဲလုံးဒီလို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 ပေါ့ဒီလို၅ခုတဒွဲဦး ဒါ9000နဲ့ဆိုတော့ကဲပါလေးအားပေးလိုက်မယ်ကိုကဖက်ကလေးနေဆိုတော့သဘောကျတယ်ပေါ့ငဖဲ့ချင်းငဖဲ့ချင်းကို9000ကိုအားပေးတဲ့အချိန်မှာပဇွန်ချင်းလည်းအားပေးပါပဇွန်ချင်းလည်းအားပေးပဇွန်ချင်းကိုကပပောင်းကိုတဲ့9000နဲ့ယူဆိုတော့ဒီနှစ်ခုကို12000ဒီ12000ကိုနှမျောလို့မဟုတ်ဂျင်းတက်ခံရတာကိုပြောချင်တာနော်တိလာကိုကလေကိုလည်းကြိုက်တယ်ပေါ့နော်သူများကြီးလည်းဝေပေးမယ်ဆိုပြီးတော့ကိုကရလောက်လာတာဟိုဖက်ဖက်ကိုဒီလိုအထက်ထက်ထုတ်တာ သူတို့တော်တယ်တော်တယ်နော်ဒါငဖယ်ချင်းကိုတမန်တော်ဖြီးပြမယ်နော်ငဖယ်ချင်းကိုဖြီးပြမယ်ငဖယ်ချင်းဖက်ဖက်ရဲ့အနေထားကိုတစ်ချက်ရှူးနော်ဖက်ကဘယ်နဲ့ရွက်တယ်2ရွက်2ရွက်3ရွက်4ရွက်5ရွက်6ရွက်9ရွက်10ရွက်9ရွက်9ရွက်ကိုသုံးတာဒီမှာဒီဥစားနော်ဒီဟာလေးကိုငဖယ်လားလို့ကြီးလိုက်တယ် no ပါသမင်းစီဒီမှာငဖယ်နဲ့တူတာတစ်ခုတော့မပါဘူးသမင်းတွေကွာနယ်ပြီးထည့်ထားတာ မင်းတို့ငဖဲပါလို့ရှင်လာတက်ပြီလားနော်လုံးဝငဖဲမပါဘူးဒီမှာသမင်းနေသမင်းနေပဲဒီမှာဖြစ်ညစ်ပြမထမင်းဆိုမှာထမင်းစီလေဒီမှာအဲ့ဒါဝယ်လိုက်ပြီမှာဆိုလို့เนาะဒီမှာဒီမှာထမင်းနေပြီငဖဲမုံငားနဲ့တူတာတခုမှမပါဘူးထမင်းနေကိုထည့်ထားတာဖဲရွက်အားလုံးခုန17ရွက်လား10ရွက်လားเนาะအဲဒါဒါငဖဲချင်းဒီဒီလိုအယောင်လေးကဒါငဖဲချင်းเนาะငဖဲချင်းငဖဲချင်းဒါပြထားဒါပဇွန်ချင်းနဲ့ပဇွန်ချင်းကတော့ခုမှပြည်တာတော်တော်တော်တဲ့လူလေးလို့เนาะ ပစွန်ချင်းကိုဖြီးပြမယ်။ပစွန်ချင်းဆိုတာဟုတ်လေ။ဒါဒီပစွန်ချင်းဆိုတာကိုဖြီးပြမယ်နော်။ဒီမှာပစွန်ပစွန်ဒီမှာကြိုက်တဲ့အချိန်ဖုံးဆဲတဲ့နော်။အကောင်းဆုံးပစွန်ချင်းနဲ့ဒါသူတို့တစိမ့်ပဲရှိတာ။ဒါပစွန်အကောင်လေးနဲ့ဝယ်ပြမှာဆိုလို့ကျမတခါရဲပြော့ပြတာနော်။ဒီမှာအိတ်တွေပါတွေကရှယ်လုတ်ထားတာနော်။ဒီကျိုးတွေပါတွေကပြောတယ်ဒီမှာဖြီးပြမယ်ဖြီးပြမယ်။ရိုးရိုးတတလှုပ်စားပါကွာတိလား။ ဗီယိုတတလှုပ်စားပါလို့လှုပ်စားရစရာတွေအများကြီးရှိတယ်။ဟိုတေချာကိုစီးထားတာတေချာကိုစီးထားတာသူတို့စားခိုင်းရမှာလေကဲဒီမှာနော်ဒါပစုံချင်းပစုံချင်းကိုဖြီးပြမယ်ပစုံချင်းမှာလည်းဖက်ရွက်ဗနဲ့ရွက်လဲဆိုရင်ဖက်ရွက်ဒီမှာဒီဖက်ရွက်ဖက်ရွက်ဒီအများကြီးအများကြီးဖက်ရွက်ဒီဖက်ရွက်ဒီတရွက် ့2ရွဲ့3ရွဲ့4ရွဲ့5ရွဲ့6ရွဲ့9ရွဲ့9ရွဲ့10ရွဲ့9ရွဲ့10ရွဲ့11ရွဲ့ဘဇွန်ချင်းမှာ11ရွဲ့အဲ့လိုပဲဘဇွန်ချင်းရောငဖဲချင်းဆိုတာရောဒီမှာကြည့်ထမင်းစီမှာထမင်းစီဒီဘဇွန်နဲ့တူတာဆိုတော့တခုမှမပါဘူးထမင်းချင်းတွေထက်ထမင်းတို့ချင်းထက်ပြီးတော့မှာကြည့်ကွာဒီမှာဒီမှာထမင်းထမင်းအစီတွေဒီမှာ ဒီမှာလက်နဲ့တိချာဖြစ်ပြမယ်ဒီမှာပစွန်ချင်းပစွန်ချင်းဆိုတဲ့ဟာဒီမှာဒါပစွန်ချင်းနော်ပစွန်ယထာပေါ်မှာလုံးဝမဝဲကြပါနဲ့ယထာပေါ်မှာလုံးဝမဝဲပါနဲ့ဒါကတော့ခုနကကျမပြတဲ့9ရွယ်လား17ရွယ်လားထုတ်ထားတဲ့ငဖယ်ချင်းဆိုတဲ့ဟာဒီမှာလက်နဲ့ဖြစ်ပြမယ်ထမင်းစီထမင်းအောင်မနှက်ဘူးကွာလုံးဝမနှက်ဘူးမနှက်ဘူးဖက်ရွက်တွေရောင်စားတာနော် ဖက်ရက်တွေရောင်းစားတာဒီဒီဇိုင်းနှစ်ခုပါယထာမမလုံးဝမဝယ်ကြပါနဲ့ပြုံးချင်းတခုရှိတယ်ဘန်းနဲ့ရွက်ပြီးတော့ရောင်းတယ်ငချင်းလေးမြည်ကြည့်ပါဆိုရင်တော့တမျိုးပေါ့နော်အဲ့အတွဲလိုက်ဒီလိုအတွဲတွေလိုက်ရောင်းတဲ့လူရှိမှာလုံးဝမဝယ်ပါနဲ့လုံးဝမစစ်ပါဘူးဒီလိုဒီဇိုင်းတစ်ခုရဲ့နော်နောက်ပြီးတော့ဒီလိုဒီဇိုင်းတစ်ခုရဲ့ပေါ့နော်ယထာမမအတွဲတွေလိုက်လိုက်ရောင်းနေတာအခုကြိုက်ဖြူပြန်နေအတွက် ဂျင်းမိမှာဆိုလို့ကျွန်မအဲ့ဒါလေးကိုပြောပြပေးတာပါနော်လုံးဝမဝဲပါနဲ့အားလည်းမပေးပါနဲ့ကျွန်မတို့လူမိုက်အားပေးနေဖြစ်နေမှာဆိုလို့ပါအဲ့တော့ဒစိတ်ကတော့အယောင်ပဲကွာပါတာပေါ့နော်ခုတွေပဲမဏိပြည့်ဒါပေမဲ့ဒီဒစိတ်တစ်ခုတည်းဟုတ်ချင်မှာဟုတ်မယ်လူလိန်တွေဆိုတာကသူတို့အခုလိုဂျင်းထဲနေရတဲ့ပတ်သက်ပြီးတော့သူတို့ကတွေ့ခဲ့ရတယ်ကောက်ပြီးတော့ရိုက်နှိပ်ပြီးတော့လဲလောက်ရှင်လောက်မှာပဲအဲ့တော့အဓိကတော့အဲ့လိုမျိုးခီးသွားတဲ့အခါမှာဂိုးဆိုလို့ရှိရင်နာမည်ကြီးတယ်ငချင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်နာမည်ကြီးတဲ့နေရာမှာ အကောင်းတဲ့နာမည်လည်းကြီးတယ်မကောင်းတဲ့နာမည်လည်းကြီးတယ်ကောင်းတာကတော့ဘကိုးငချင်ဆိုရင်လူကြိုက်များကြတယ်နောက်ထပ်နာမည်ကြီးတဲ့တစ်ချက်ကတော့ဘကိုးငချင်ကဖတ်တွေကြီးပဲပေါ့နော်ဟိုဖတ်တွေရောင်းတာငချင်ဘက်လေးပါလာတယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးတွေပြောကြတယ်အဲ့လိုပြောစမှတ်တွင်လောက်အောင်လဲလောက်ကြတယ်ဒီမျိုးသမီးပြောသွားတဲ့နေရာမှာဈေးနှုန်းပေါ့နော်ဒီလိုမျိုးငချင်ထုတ်ထားတဲ့ငါးထုတ်တစ်တွဲကိုမှ9000ဆိုတာက အဲဈေးနည်းနည်းတက်တာတယ်လို့တော့ထင်တယ်ကျွန်တော်တော့မသိဘူးပေါ့နော်အဲ့ဒါငချင်းလေးပါကြီးမစားတဲ့ခါကျတော့မဝယ်ဘူးတဲ့ခါကျတော့မသိဘူးသူဟိုဖြစ်တဲ့နဲ့ဈေးနှုန်းထက်တော့တက်တာနေလိမ့်မယ်လို့ထင်တယ်9000ဆိုတော့နည်းနည်းဈေးပေါ်တယ်ပေါ့အဲ့တော့ဝယ်တဲ့သူတွေအနေနဲ့လည်းဈေးပေါ်တာကိုမကြည့်ပါနဲ့အဖယ်ဆိုလို့ရှိရင်ဈေးကြီးတဲ့ငါမျိုးဖြစ်တယ်အခုလိုမျိုးအထုပ်9000ထုပ်ကောင်မှ9000ဆိုတော့အဲဈေးကတော့ပေါ်တယ်လို့ထင်ပါတယ်အဲ့တော့ဝယ်သူတွေအနေနဲ့လည်းဈေးပေါ်တာကိုမကြည့်နဲ့သူရောင်းတဲ့ပုံစံကိုလည်းသတိထားသင့်တယ်အခုဒီဗီဒီယိုထဲမှာဆိုရင်သူထုတ်ထားတာတွေကအကုန်လုံးဖက်တွေအထက်ထက်နဲ့ထုတ်ထားတယ်ပြီးရင် အဲ့တော့မှတစ်ခါ plastic နဲ့တေချာကိုပြန်ပတ်ထားတယ်ပြီးတော့မှတွဲချီထားတာကျိုးနေအဲ့တော့အဲ့လိုမျိုးယထားပေါ်တွေကားဂိတ်တွေမှာရောင်းတဲ့ခါကျတော့ဒီဝယ်သူကနေပြီးတော့ဖွင့်ကြည့်လို့မရတော့ဘူးအဲ့လိုဆိုဖွင့်ကြည့်လို့မရဘူးဆိုရင်ဒါဆိုမတေချာတော့ဘူးပေါ့မတေချာဘူးဆိုရင်ဝယ်မနေနဲ့တော့ဒီလိုလုတ်တက်တဲ့သဘောတွေရှိတယ်ဆိုတဲ့ခါကျတော့မတေချာဘူးဆိုရင်မဝယ်တာကောင်းတယ်တေချာရှင်းရှင်းလင်းလင်းမြင်ရတယ်ဖွင့်ကြည့်လို့လည်းလွယ်ကူတယ်ပေါ့နော်အဲ့လိုခြေနေမျိုးဆိုရင်တော့ဒါဝယ်လို့ရတယ် ဒါပေမဲ့ဒါတော်မှဖွင့်ပြတာကတမျိုးကိုယ်ဝယ်တဲ့အထုပ်တွေထဲမှာကြာရင်တမျိုးဆိုတာတွေကဖြစ်လာနိုင်သေးတယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒီဘကိုးပေါ့နော်ဘကိုးဆိုလို့ရှိရင်ဒီဘကိုးဒေသခံတက်ဆိုင်ရာလူကြီးတွေအနေနဲ့လည်းဒါတွေကိုအဲအရေးယူတာတွေစီစစ်တာတွေလုပ်တင်တယ်။ဘာကြောင့်လဲဆိုတော့ဒါကတစ်ဖက်ကကြည့်ရင်လည်းစားသုံးသူဥပဒေနဲ့လည်းမညီဘူး။ဒါကလိမ့်လေပြီးရောင်းတာ။အထဲမှာပါတဲ့ပစ္စည်းကအဲ quality မမီတာအရေးသေးမမီတာပြင်မာရေးထားတာနဲ့မတူဘူးဆိုတာမျိုးတွေကဒါလိမ့်လေပြီးရောင်းတာအရေးယူလို့ရတယ်။အခုကပို့ဆိုးသွားပြီပေါ့နော်။အထဲမှာပါတဲ့ပစ္စည်းက quality မမီတာထက်ကိုမှလွန်သွားပြီးဘာမှမပါတာဒါကြတော့တော်တော်လေးမျက်နှာပြောင်တိုက်တဲ့အနေထားပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လည်းသက်ဆိုင်တဲ့သူတွေကအေးအေးယူတာတွေစစ်ဆေးတာတွေလုပ်တင်နေဖြစ်နိုင်ရင်အဲ့လိုမျိုးဖက်နဲ့ထုတ်ပြီးရောင်းတဲ့ပုံစံကိုပြောင်းလဲတဲ့ပြောင်းလဲရမယ်ပေါ့နော်ဒါမျိုးတွေလုပ်တင်ပါတယ်ဥပဒေအရဆိုရင်တော့ကုန်ပစ္စည်းထုတ်လုပ်သူက အပြင်မှာရေးထားတာနဲ့အထဲမှာပါတဲ့ပစ္စည်းကမတူဘူးကွဲပြားနေတယ်အဲ့လိုပဲဂျင်းထဲ့တယ်ဆိုလို့ရှိရင်သူ့ကိုထုတ်ပိုးမှုပုံစံပြောင်းခိုင်းရမယ်ဆိုတဲ့သဘောမျိုးရှိတယ်ဒါကြောင့်အခုလိုပေါ့နော်ငချင်ကိုဒီလိုပုံစံမျိုးတွေနဲ့ရောင်းတဲ့ဟာတွေကိုပြောင်းလဲရမယ်ဆိုပြီးတော့သတ်မှတ်ပေးတာမျိုးအခုလိုလူလိန်တွေဂျင်းတွေကိုရေးယူပေးတာမျိုးတွေလုပ်တင်တယ်။ဘာကြောင့်လဲဆိုတော့ဘကိုးကဒီငချင်နဲ့ပတ်သက်ပြီးတော့ ခုနပြောလိုပဲနာမည်ကြီးတယ်အဲ့နာမည်ကြီးတာမှာမှာကောင်းတဲ့နာမည်ရှိပြီးသားအရာတခုကိုပို့ပြီးတော့နာမည်ကောင်းဖြစ်လာအောင်မလုံဆောင်ကြပဲနဲ့ခုလိုပေါ့နော်ဘကိုးဆိုတာနဲ့ဖတ်တွေအများကြီးနဲ့ငချင်ရောင်းနေဆိုတာမျိုးတွဲမြင်နေရအောင်လောက်တာကကြတော့လေဒါတိတ်ခါကြစီတာပေါ့နော်ဒီမြို့ဒီတိုင်းကိုတိတ်ခါကြစီတယ်ဒါကြောင့်သက်ဆိုင်ရာတွေနေနေလည်းအေးအေးယူတာတွေလှုပ်ဆောင်ဖို့လိုတယ်ဆိုတာလေးကိုလည်းပြောချင်တယ်နောက်တစ်ချက်ကတော့အများပြည်သူတွေနေနေလည်းအခုလိုခီးသွွားရာဒီမှာ ဒီလိုကိစ္စတွေတွေကိုသတိထားတဲ့နယ်ဆိုတဲ့အကြောင်းလေးတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။အခြားနေရာတွေမှာလည်းဒီလိုကိစ္စမျိုးတွေဒီလိုပုံစံစင်တူယိုမာတွေရှိကောင်းရှိနိုင်တယ်။အဲ့တော့ခီးသွားတဲ့အခါကျရင်လက်ဆောင်ဝယ်တာတွေမှာလည်းသတိထားပါ။မိတ်ဆွေတို့ရဲ့မြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသားလို့ရပါတယ်။ကျွန်တော်ရဲ့ channel လေးမှာအခုလိုပဲသတိထားစရာတွေစိတ်ဝင်စားစရာတွေထူးခြားဖြစ်စဉ်တွေနဲ့ဘူးတူတရစရာတွေကိုစင်စစ်မပြတ်တင်ဆက်ပေးမှာမို့ channel လေးကို subscribe နဲ့ပြီး notification လေးအောင်ရဖို့ပြောချင်ပါတယ်။ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်။